ြိုင်ပွဲရဲ့အစူးတစိမ့်တွေရယူပေးနိုင်တဲ့ကစားနည်းတွေထဲမှာပိုက်ကျော်ချင်းအားကစားနည်းနဲ့ဂွင်းသွင်းချင်းခတ်အားကစားနည်းတွေကအမိထားလို့မရတဲ့အားကစားနည်းတွေဖြစ်ပါတယ်။လက်ရှိဒီအားကစားနည်းနှစ်ခုစလုံးကိုနေပြည်တော်ဝနသိတိမိုးလုံးလေးလို့အားကစားရုံအတွင်းမှာလေ့ကျင့်ပြင်ဆင်နေတာပါ။33ချိန်မြောက်စီးကိန်းပြိုင်ပွဲမှာလက်ရှိအားကစားနည်း2မျိုးပေါင်း event 9မျိုးကိုဝင်ရောက်ရှင်းပြိုင်သွားမှာပါ။ event 9မျိုးထဲမှာဆိုရင်ကြာ3မျိုး၊မ3မျိုးနဲ့ miss 1မျိုးဆိုပြီးပါဝင်တာဖြစ်ပါတယ်။ လေကျင်းပြင်ဆင်မှုတွေမှာတော့ပြိုင်ပွဲကာလနီလာတိုင်းနဲ့အမျှအားကျိုးမှတ်တဲ့လှုပ်ဆောင်နေခဲ့ကြတာပါပိုက်ကျော်ချင်းအားကစားနီးမှာဆိုရင်နှစ်ယောက်တွဲပြိုင်ပွဲမပါဝင်တော့ဘဲသုံးယောက်တွဲပြိုင်ပွဲလေးယောက်တွဲပြိုင်ပွဲနဲ့လေးယောက်တွဲမစ်ပြိုင်ပွဲဆိုပြီးပါဝင်တာပါအရင်ခစ်တင်နေတော့မတူဘူးပေါ့အခုတစ်ခေါက်ကကြတော့ဘာလို့တော့အရင်နှစ်နှစ်နှစ်တည်းရကြတော့နည်းနည်းလေးအားနေပြီမယ်ဒီနှစ်ပိုင်းမှာတော့ဘာပြောဒီနိပြပညာပိုင်းတွေရောဒီဟို ဟိုအသုံးဆောင်ပစ္စည်းပိုင်းနေရာဆိုအကုန်ပံ့ပိုးထားတဲ့ခါကျတော့ကျွန်တော်တို့ဘာပြောအဆင်ပြေပါတယ်အဲ့တော့ဒီအားသားသမားရဲ့အနေနဲ့ကလည်းကျွန်တော်တို့ကဒီပြိုင်ပွဲတွေကိုတောက်လျှောက်ကစားလာတယ်ဒီပြင်းရင်းပြိုင်ပွဲတွေကစားတယ်ဒီပြ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 ိုင်ပွဲတွေတောက်ကစားတယ်ပြီးရင်ကျွန်တော် joint တွေနေတဲ့တွားတာအဲ့လိုဘာပြောသူတို့အမြင်တွေတွေးတွေအကုန်ကွာပါဘူးအရင်ရင်ရှိနေတဲ့ကာလနဲ့ကြတော့ခုကျတော့သူတို့မှသာဘာပြောတခြားပြိုင်ပွဲသင်းတွေပေါ်မှာသူတို့ရဲ့စိုးရိမ်မှုကတိတ်မရှိရောက်တော့ဘူး ဒါပြီးတော့လည်းကစားနေဒီတင်းဝက်ကလည်းဘာပြောကျွန်တော်စုစည်းစည်းနေတင်းဝက်ကိုလည်းညီအောင်လုပ်ထားတဲ့အခါကျတော့ပြင်ပအားအသားတွေများပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အသင်းလိုက်စုစည်းမှုကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားတယ်တဦးနဲ့တူအကောင်းဆုံးဖြစ်တယ်ဒီအဲ့အတွက်လည်းကျွန်တော်တို့ကဘာပြောဒီပြိုင်ပွဲမှာကျွန်တော်အောင်နိုင်ရို့ပဲကျွန်တော်ဥတည်ပြီးတော့ကစားသမားတွေကိုလည်းအကုန်ရိုက်သွင်းထားတယ်ကျွန်တော်ဒီတိုင်းပါပဲအင်ဂျင်ရဲ့အားသာချက်ကတော့ရှိပါတယ်ဒါပေမဲ့အင်ဂျင်အားသာချက်ရှိပေမဲ့ကျွန်တော်တို့ကဟိုအင်ရှင်ဆိုပြီးတော့လည်းအရင်ကြီးတော့ညစ်လို့တော့မရပါဘူး အဲကျွန်တော်တို့ဒီကလည်းကောင်းနေမှရမှာပါအဲ့တော့ကျွန်တော်တို့ဘက်ကလည်းပြင်ဆင်ပြင်ဆင်လာပါတယ်ဟုတ်ကဲ့အင်ဂျင်အားသာချက်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ဖို့တော့ပြည့်တဲ့အားသာချက်လည်းရှိမှာပါအဲ့ဒီတော့ကိုကျွန်တော်ကဒီဘက်မှာလည်းအများကြီးပြင်ဆင်လာပါတယ်ပြည့်တဲ့ကြီးကိုစောင့်မျှော်ပါပဲပြောချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီနိုင်ငံအတွက်ကိုဒီအဖွဲ့ချုပ်အတွက်ကိုအဲ့ဒါဒီဂရုမှာတော့အပိပိဒတ်တွေတော့ကျွန်တော်တို့အစွမ်းကိုကြိုးစားသွားမှာပါကစားသမားတွေစိတ်ထဲမှာလည်းအဲ့ဒါအများတန်းရှိပါတယ်သူတို့လိုချင်ပါတယ်သူတို့လိုချင်တဲ့စုစိတ်ကိုရအောင်လို့ယူမှာပါကျွန်တော် လက်ရှိရွေးချယ်ထားတဲ့ကစားသမားတွေအနေနဲ့တဦးကောင်းတယောက်ကောင်းဆိုတာထက်အသင်းလိုက်အစုအဖွဲ့မိဖို့ကပိုပြီးတော့အရေးကြီးတာပါကစားသမားတွေပူရဲလေးချင်နေတာဆိုရင်အချိန်ကာလတစ်ခုကို ရောက်ရှိနေပြီးကစားသမားတိုင်းကလည်းအမြင့်ဆုံးစုတစိဖြစ်တဲ့ရွှေတစိစုရရှိဖို့မျှော်မှန်းထားကြတာပါကျွန်တော်ပြင်ဆင်မှုကတော့ဒီတခါပြိုင်ပွဲမျိုးစားတော့၃အောင်ချီ အသင်းကြီးနဲ့၄ယောက်တွဲနောက်ပြီးတော့၄ယောက်တွဲ miss ပြိုင်ပွဲပေါ့နော်အဲ့ပြိုင်ပွဲ၃မျိုးဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါမျိုးမျိုးပေါ့နော်ဟို၃ယောက်ချင်းနဲ့၄ယောက်ချင်းနဲ့ကလည်းမတူဘူးဆိုတော့အဲ့လိုမျိုးဟိုအမျိုးမျိုးပေါ့နော်ဟိုတို့မျိုးသမီးမျိုးသားတွဲပြီးတော့လဲဒါလေ့ကျင့်နေရပေါ့မျိုးမျိုးပဲဟုတ်ပြိုင်ပွဲကနေနေဆိုတော့ကျွန်တော်တို့ဒါကတော့ဒါကျွန်တော်တို့ရွှေရမယ်လို့တော့ယုံကြည်ရတာပေါ့နော်ဒါကျွန်တော်တို့ ဟိုလျောက်တွေ event မှာတော့ကျွန်တော်တို့ကတော့ရွှေစိတ်ပေါ့နော်ဒါအတောင်းတွေအသိင်းမှာလဲဒါအမြင်ဆုံးကတော့ရွှေစိတ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့ကာလာဝင်အောင်ပေါ့နော်ပါဒူတာပေါ့နော်ရွှေငွေကြေးအဲ့ထဲမှာတော့ကာလာဝင်မယ်လို့ယုံကြည်ကြပါတယ်ဒီပြိုင်ဆိုင်မှုကတော့ဒါဒီအမှတ်ပေးစနစ်ရတော့လေအခုအသိင်းတွေကတော့အကုန်လုံးကတော့ပြိုင်ရမှာပေါ့နော်လွယ်လွယ်ကူကူနဲ့နိုင်မဲ့အသိင်းတော့မရှိဘူးအဲအဲ့လိုမျိုးဒီအမှတ်ပေးစနစ်ပြောင်းသွားတဲ့ပုံမှာကျွန်တော်တို့ဒါဟို ထိုင်းအသင်းဆိုလည်းကြောက်စရာမရှိဘူးမလေးလည်းကြောက်စရာမရှိဘူးဒါဒါအသင်းငယ်တွေကိုလည်းကျွန်တော် short တွက်လို့မရဘူးเนาะအသင်းတွေအားလုံးကမျှနေလို့ပဲပြောမှာပေါ့ဒါဘယ်သူနိုင်မယ်ဆိုတာတော့အာပြောလို့မရသေးဘူးပေါ့နော်ဟုတ်ပြည်ဆိုင်ကျွန်တော်ကတော့ဒါအကောင်းဆုံးပေါ့နော်ဒါကျွန်တော်ဆိုလဲဒါမိသားစုတွေနဲ့ခွဲပြီးတော့အချိန်ပေးပြီးတော့စူးစမ်းရတာပေါ့နော်အဲဒီတော့ကျွန်တော်တို့ကတော့ဒါအမြင့်ဆုံးရွှေတစိစုကိုပဲပြည်သက်ကြီးအတွက်ကနိုင်ငံအတွက်ကဒါကျွန်တော်ပတ်ကြော်ချင်းအဓိကတော့ပတ်ကြော်ချင်းအတွက်ဒီပေါ့နော် ဟိုပြိတ္တတွေအတွက်ကောအားလုံးကျွန်တော်တို့ကတော့ရွှေစိတ်ရရှိအောင်တော့စွမ်းကုန်ကြိုးစားသွားမှာပါလို့ပြောချင်ပါတယ်။အဲဖိုက်ခေါ်ချင်ပါတယ်ကျွန်တော်တို့ဒီဒါဒီမာတွေလည်းအများကြီးပဲဆိုတော့လေကျွန်တော်တို့ပတ်ကြော်ချင်းကိုပို့ပြီးတော့အားပေးတဲ့မြန်မာတွေများတယ်။ဟိုအဲဟိုအခက်အခဲမရှိဘူးဆိုလို့ရှိရင်တော့ဒါလာရောက်အားပေးစေချင်တယ်ပေါ့နော်ကျွန်တော်တို့ဒါချွန်ပူနီမြို့မှာကစားမှာပေါ့နော်ပိုက်ကြော်ချင်းကိုနော်လာအောင်အားပေးကြပါဦးလို့ပြောချင်ပါတယ်။ အမျိုးသား၃ယောက်တွဲမှာဆိုရင်မြန်မာအသင်းကအုပ်စုအိမ်မှာကြာရောက်နေပြီးမလေးရှားဖိလစ်ပိုင် စင်ကာပူအသင်းတွေနဲ့တအုပ်စုတွေကြာရောက်နေတာပါအမျိုးသား၄ယောက်တွဲပြိုင်ပွဲမှာဆိုရင်မြန်မာအသင်းကအင်ဒိုနီးရှားဖိလစ်ပိုင် တီမော်ထိုင်းတို့နဲ့တအုပ်စုတွေကြာရောက်နေခဲ့ရပါတယ်အောင်လုံးတော့ဆရာရင်နဲ့တကြလိုက်လောက်ပါဆရာကြီးခိုင်းတော့ကိုယ်ကိုယ်လည်းယုံကြည်ချက်ရှိနေပါတယ် ျွန်တော်တို့အာသန်နာတော့၄ယောက်ကြီးပေါ့၄ယောက်ကြီးပို့ပြီးတော့အာသန်ရမယ်လို့လည်းယုံကြည်ပါအသင်းတွေအကုန်လုံးကတော့ခက်ခဲလေဒါပေမဲ့ဘောအကောင်းဆုံးဆွတ်နိုင်လို့ကြိုးစားပါမယ်အရှူရောင်းလို့လည်းဆော့ပါမယ်လို့ဒီနေ့တော့ပြီအားပေးကြပါအောင်လို့အကောင်းဆုံးကြိုးစားထားပါတယ်လို့အကောင်းဆုံးလည်းကစားပါမယ်လို့ရှူလည်းရအောင်လုပ်ပေးပါမယ်လို့ဟုတ်အမျိုးသမီးပိုက်တော်ချင်းပြိုင်ပွဲမှာတော့၃ယောက်တွဲပြိုင်ပွဲနဲ့၄ယောက်တွဲပြိုင်ပွဲတွေပါဝင်ရှင်မြိုင်သွားဖို့ရှိပြီး၄ယောက်တွဲမှာတော့ရွှေတိစိတ်စုထိမျှော်မှန်းထားကြတာလည်းဖြစ်ပါတယ်။ လက်ရှိအမျိုးသမီးပိုက်ကြော်ခြင်းအဖွဲ့အနေနဲ့ပြိုင်ပွဲဝင်ဖို့ ready ဖြစ်နေပြီးကစားသမားတွေအနေနဲ့ပြိုင်ပွဲကာလနီးလာတာနဲ့အမျှဒဏ်ရာမရရှိဖို့ကလည်းအရေးကြီးတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီလေ့ကျင့်ပြင်ဆင်မှုအပိုင်းအရတော့ကျွန်တော်ပြိုင်ပွဲဝင်ဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့အနေအထားကိုရောက်ရှိနေပါပြီကျွန်တော်တို့အခုကတော့ပြိုင်ပွဲနီးကပ်တဲ့ကာလဖြစ်တဲ့အတွက် physical training ကိုရှော့ချထားပြီးတော့အာကျွန်တော်အဓိကဒီ skill ပိုင်းတွေ team ball ပိုင်းတွေကိုပဲအဓိကပြင်ဆင်နေပါတယ်ခင်ဗျာဟုတ်အဲကျွန်တော်တို့မြန်မာ မိန်ကလေးအသင်းအနေနဲ့ကတော့အဓိကပြိုင်ဘက်ကတော့အာ BNN နဲ့ထိုင်းပေါ့နော်အမျိုးအမျိုးသမီးအသင်းမှာဆိုရင်လက်ရှိ၄ရောက်တဲ့မှာဆိုရင်ကျွန်တော်တို့အာပြီးခဲ့တဲ့2025မာရှီလာမှာလုပ်သွားတဲ့အိန္ဒိယ World Cup မှာရောအ6လပိုင်းမှာလုပ်သွားတဲ့တရုတ်ပြိုင်ပွဲမှာရော BNN ကချန်ပီယံဖြစ်ထားတာကိုလည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအာ BNN ရဲ့ထိုင်းရဲ့နှစ်သင်းကိုတော့ကျွန်တော်အဓိကအမိန့် နိုင်အောင်ကစားလိုက်မှသာလျှင်ဒီရှုစိတ်ကိုရရှိမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မြန်မာနိုင်ငံတဝမ်းလုံးကပိုက်ကျော်ခြင်းဝါသနာရှင်ကြီးကိုမောင်တော်မဒီဘုံလုံးကိုအာကျွန်တော်တို့အကောင်းဆုံးစူးစမ်းနေပါတယ်အခုလာမဲ့33ညမြောက်စီကိန်းမှာလည်းကျွန်တော်မျှော်မှန်းထားတဲ့လျှောက်တဲ့အားကစားနေကိုရှုစိတ်ရရှိအောင်စူးစမ်းပါမယ် အမျိုးသမီး၃ယောက်တွဲပြိုင်ပွဲမှာဆိုရင်မြန်မာအသင်းကမလေးရှား၊အင်ဒိုနီးရှား၊ကမ်ဘောဒီးယားတို့နဲ့တအုပ်စုတွေကြာရောက်နေပြီးအမျိုးသမီး၄ယောက်တွဲပြိုင်ပွဲမှာဆိုရင်မြန်မာအသင်းကအင်ဒိုနီးရှား၊မလေးရှား၊ထိုင်းနဲ့တအုပ်စုတွေကြာရောက်နေတာပါပွဲစဉ်တွေအရတော့မြန်မာအသင်းကပွဲစဉ်တိုင်းလိုလိုသတိထားကစားရမှာဖြစ်ပါတယ် ားကြီးတော့ပြင်ဆင်ထားပါတယ်ဟိုအကောင်းဆုံးမဖြစ်ရင်တော့မအသင့်သင့်ဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ဟိုအဓိကတော့၃ရက်တော့၄ရက်တော့အဓိကထားပြီးလေ့ကျင့်ပါတယ်ဟုတ်ဘယ်ပိုင်းလဲဆိုတော့ဟိုက၄ရက်တော့တော့ပိုလေ့ကျင့်ဖြစ်ပါတယ်ဟုတ်ဟုတ်၃ရက်တော့မှလည်းရမယ်လို့မျှော်မှန်းထားပါတယ်ဟုတ်အဲ၄ရက်တော့မှလည်းလေရောက်တော့ရတော့ပို့ပြီးတော့မှန်းထားတာပေါ့ဟုတ်ဟုတ်ကဲ့ time ရောက်နေတယ်မြန်မာတွေလည်းလာရောက်အားပေးဖို့လည်းဖိတ်ခေါ်ကြပါတယ်အများကြီးလည်းအားပေးပါအောင်လို့လည်းပြောကြပါတယ် အမျိုးသားအမျိုးသမီးလေးယောက်တွဲပြိုင်ပွဲမှာမြန်မာအသင်းက PNN မလေးရှားလာအိုသင်းတို့နဲ့တအုပ်စုတဲ့ကြာရောက်နေတာပါဝင်းသွင်းချင်းကအားကစားနီးကလည်းရွှေတစိမ့်စုကိုမျှော်မှန်းထားတဲ့ကစားနီးဖြစ်တဲ့အတွက်တနေ့ကိုပြိုင်ပွဲဝင်တဲ့ပုံစံအတိုင်းမနက်ကို၃ညိညနေကို၃ညိစီနဲ့ဝိုင်းတိုက်လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်အမျိုးသားနဲ့အမျိုးသမီးပြိုင်ပွဲဝင်နှစ်ခုစလုံးဝင်ရောက်ရှေ့မြိုင်မှာဖြစ်တာကြောင့်အဖွဲ့နှစ်ဖွဲ့စလုံးရဲ့အကျိုးစားအားထုတ်မှုမြင်ကွင်းတွေကိုလည်းအခုလိုမြင်တွေ့ရမှာဖြစ်ပါတယ် အမျိုးသားအသင်းမှာဆိုရင်တော့ထိုင်းကအရှင်ပါပြီးသားဆိုတော့နောက်မျိုးသားအသင်းမှာနောက်ဖိလစ်ပင်းအသင်းပေါ့နောက်မြန်မာထိုင်းလန်ဖိလစ်ပင်းအဲ့သုံးသင်းရတော့ဒါကျွန်တော်တို့အကျိတ်နဲ့ချရမယ်ပေါ့နော်မျိုးသားအသင်းလဲထားအောင်ထိုင်းဟိုနိုင်ပြီးရွှေတိစိတ်ညွန်မှန်းထားပါအရှင်ဖြစ်ပေမဲ့လည်းကိုယ့်ဘက်ကဒီလေ့ကျင့်မှုနဲ့ပြိုင်ပွဲမှာအားထုတ်လို့ရလက်ကောင်းနဲ့ရသွားမယ်ဆိုရင်ကျွန်တော်ရွှေစိတ်မျှော်မှန်းထားပါအမျိုးသမီးအသင်းကျတော့အမျိုးသမီးအသင်းကလည်းထိုင်းမျိုးသမီးအသင်းကလည်းကောင်းတယ် ကျွန်တော်တို့မျိုးသမီးတွေလည်းဒါမျိုးလုံးမောက်ကျင့်ထားပါအခုဒါမျောမန်းတာနှစ်ခုစမ်းတော့ရွှေရွှေစိတ်နှစ်ခုမိန်းကလေးတစ်ခုယောက်ျားလေးအခုရအောင်လို့ကျွန်တော်မျောမန်းထားတယ်အခုလေးကအားကြီးကျိုးစားနေတာပေါ့နော်ကျွန်တော်တို့ဒီဖတ်ကျော်ချင်းပြိုင်ပွဲရောဒီအခုပြိုင်ပွဲရောပေါ့မျိုးသမီးမျိုးသားအားလုံးလာပြီးတော့တခဲနဲ့အားလည်းပြီးလာပြီးတော့အားပေးကြပါလို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ် ဝင်ဝင်ချင်းခက်ပြိုင်ပွဲမှာတော့အမျိုးသားအသင်းကထိုင်းတီမော်ဖိလစ်ပိုင် ကမ်ဘောဒီးယားအသင်းတို့နဲ့တအုပ်စုတွေကြာရောက်နေပြီးအမျိုးသမီးအသင်းကတော့ထိုင်းကမ်ဘောဒီးယားဖိလစ်ပိုင်လာအိုအသင်းတို့နဲ့တအုပ်စုတွေရှင်ပြန်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကစားနေတော့ဒီဆယ်လပိုင်းမှာဆိုကျွန်တော်တို့အချိန်ချိန်ပိုစင်းတယ်တနည်းကိုမပြောင်းဘူးဂျုံထဲမှာပဲနေပြီးတော့၄ကျင့်ခဲ့တယ်အခုကစားနေရတာအခုချိန်မှာတော့ကျွန်တော်တို့ ကစားတာတော့ကိုယ့်ဝန်ကိုစင်အသိဖြစ်နေလို့တော့ထင်ပါတယ်အကောင်းဆုံးကြိုးစားနေပါတယ်နောက်ဘက်ကလည်းကျင်းနေမှုလည်းရှိပါတယ်ကိုယ့်ကိုယ်ကိုတော့အာစီကိန်းပြိုင်ပွဲမှာလည်းချွေတိတ်တော့မှန်းထားပါတယ်အဓိကတော့အင်ရှင်ပေါ့အင်ရှင်ထိုင်းအောင်ပဲဒီဟိုဖိုက်ရမှာပဲကျွန်တော်ကတော့အကောင်းဆုံးချွေတိတ်ပဲယူမှာပါဒါပေမဲ့အင်ရှင်နဲ့ပြန်ရမှာဆိုနည်းနည်းတော့ဟိုဖိုက်တာပေါ့ဖိုက်ရမှာပေါ့အရင်နှစ်ကတည်းအားထည့်ရမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ထိုင်းမှာရှိတဲ့ကျွန်တော်တို့မြန်မာပြည်သက်တွေလည်းကျွန်တော်တို့ ဟိုအများကြီးလာအားပေးပါအောင်လို့အားပေးတဲ့ပရိသတ်အများကြီးရှိနေတော့ကျွန်တော်ပို့ပြီးအားရှိတာပေါ့ကိုယ့်ရဲ့ပရိသတ်နဲ့ပို့ပြီးတော့အားတက်ပြီးတော့အများကြီးပြန်ဝဲတွေကိုရွှေစေးပို့ပြီးတော့နှိစက်တာပေါ့နော်ရွှေစရာဟိုတက်ကိုအများကြီးဟုတ်ကဲ့ပါအများကြီးတက်ကြိုးစားပါမယ်လို့ပြန်ဝဲကိုလည်းလာအားပေးရပါအောင်လို့ဖိတ်ခေါ်ပါတယ်ပိုက်ကြောချင်းပွဲစဉ်တွေကိုတော့လာမယ့်ဒီဇင်ဘာလ9ရက်နေ့ကနေ20ရက်နေ့အထိ17ရက်ကြာရှင်မြိုင်သွားမှာဖြစ်ပြီးမြမလက်ရွေးစဉ်ပိုက်ကြောချင်းအဖွဲ့အနေနဲ့အောင်မြင်မှုတွေရရှိဖို့စုမုံကောင်တောင်းပေးလိုက်ရပါတယ်။